ဒါကြောင့်ဘဝဆိုတာသူ့ကြားမှာတီးရတဲ့ဘူးသီးလိုပဲတခါတလေဟိုလိုလှုပ်လဲအပြစ်မလွတ်ဒီလိုလှုပ်လဲအပြစ်မလွတ်ဟုတ်လားအဲ့ဒီတော့ကိုင်းပြောခြင်းရံပြောပါစေလို့ဒီလိုထားရမယ့်အခြေအနေမျိုးတွေအများကြီးရှိလာတယ်နော်တကယ်ကြီးမိုင်များဒါကြောင့်ကိုမကောင်းတာတွေပြောပြီးအပြစ်တွေပြောလာပြီချူမဟုတ်ရင်မလုပ်ရမယ်ပြီးခံရမယ်ဟုတ်ရင်တော့မလုပ်ရမယ်ပြင်ရပါမယ်ပြင်ရမယ် ါကမကောင်းတဲ့ဇာတ်ရည်နဲ့ပတ်သက်ပြီးဟုတ်လားကိုင်ကိုနားတဲ့ကိုကောင်းတဲ့ဇာတ်ရည်နဲ့ပတ်သက်ပြီးတော့လေရောက်လာဦးမှာဟုတ်လားကိုကိုမြတ်နိုးတဲ့လူတွေချစ်တဲ့လူတွေရှိမှာပဲလေကိုကလည်းပဲကောင်းတဲ့လောက်လည်းကောင်းမှာပဲလေအဲ့ဒီလိုကိုရဲ့ကောင်းတာတွေကိုလည်းပြောနေမယ်အဲ့ဒါတွေကလည်းကိုရပြောတာရှိမယ်ရှေ့တင်ပြောတာရှိဟုတ်လားအဲ့ဒီကောင်းတာတွေကလည်းဟုတ်တာလည်းရှိချင်ရှိမယ်မဟုတ်ဘဲနဲ့မြောက်ပြီးတော့ပြောတာလည်းရှိချင်ရှိမယ်ဘယ်လိုပဲပြောပြော ကောင်းတာတွေပြောပြီးရှင်နော်အဲ့ဒီစကားသာနောက်ရှင်ဘူးပြီးတော့လိုက်မသွားဘူးလို့တွေ့ဟင်ဒီကမကြီးမြားဟင်မကောင်းကောင်းတာတွေကိုမဟုတ်ဖဲနဲ့မြောက်ပြောတာဆိုရင်တော့နားကိုထောင်းမနေနဲ့ဒါမဲ့လူတွေကလည်းခက်တော့ခက်ကြီးများကောင်းတာပြောရင်တော့မဟုတ်လည်းပဲနားအရသာခံပြီးတော့နေနေတာတဲ့ဒါကြောင့်မို့လို့အဲ့ဒီနီလန်းကြီးကဘယ်တော့မှတိမ်ခေါ်မှာမဟုတ်မြောက်တာလူတိုင်းကြိုက်တာပေါ့ဆို ဥစဉ်တို့လည်းကြိုက်တယ်ဒကာကြီးဒီမိုင်းများလည်းကြိုက်တယ်ဒါကတော့ဥစဉ်ကသဘောတူလားလို့ကိုမေးမနေတော့တေချာပေါက်ကိုသိတယ်မြောက်တာမကြိုက်တဲ့လူတယောက်မှမရှိဘူးလို့ကိုပြောလိုက်ခြင်းသေးတယ်ဥထုဇဉ်နေထဲမှာဆိုရင်တော့ဟုတ်လားဒါကြောင့်ကိုကောင်းတာကိုပြောတယ်ဆိုမဟုတ်ရင်တော့မဟုတ်ဘူးလို့ပြောလိုက်ပါဒါကြီးကိုရတာခံမနေပါဟုတ်လားကိုကောင်းတာကိုဟုတ်နေအောင်တောင်းမှရင်မှုပြီးတော့မနေပါနဲ့